မင်္ဂလာပါအခုကျွန်တော်တင်ပြမယ့်ရုပ်တံကတော့ဖုန်းနဲ့ဗဟုစာရေးဖို့လိုအပ်တဲ့ဗဟုကီးဘုတ်တွေကိုဘယ်လိုတောင်းရမှာလဲဘယ်လိုအသုံးပြုရမှာလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲကိုကျွန်တော်တို့အရင်ဝင်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ဘေးနားလေးမှာခြာရန်ဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါပြီးသွားပြီဆိုရင် Ethnic Game များခြာရန်ကိုကျွန်တော်တို့တစ်ချက်ထည့်နှိပ်လိုက်ပါ ပြီးသွားပြီဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ Gbook ဆိုတဲ့စာသားလေးကိုကျွန်တော်ရိုက်ချပါမယ်အပေါ်ဆုံးလေးမှာ Gbook Keybook ဆိုတဲ့ဟာကိုတစ်ချက်ထည့်နေလိုက်ပါနေပြီးသွားပြီဆိုရင်ဒီမှာ Gbook Keybook ကျွန်တော်က set ထဲမှာထည့်သွင်းထားပြီးသားမို့လို့ Gbook Keybook ကိုပေါ်လာပါတယ်။ဒါဆိုရင် Keybook ထဲကိုကျွန်တော်တို့တစ်ချက်ထည့်ဝင်ကြည့်ရအောင်။ အပေါ်ဆုံးနားလေးမှာကဘာသာစကားများဆိုတာပေါ်လာလာပါလိမ့်မယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ထည့်သွင်းထားတဲ့ဘာသာစကားတွေအကုန်ပေါ်ပါတယ်။ဒီမှာကျွန်တော်ကထည့်ထားတာက၄ခုရှိပါတယ်။အင်္ဂလိပ်ရချမ်းရဂျပန်ရမြန်မာရဆိုပြီးတော့မှ၄ခုထည့်သွင်းထားပါတယ်။အခုကျွန်တော်ကပိုအိုကီးဘုတ်ထည့်ဖို့အတွက်ကီးဘုတ်ထည့်ရန်ဆိုတာကိုတစ်ချက်ထည့်နေလိုက်ပါ။နှိပ်ပြီးသွားပြီဆိုရင်ဘာသာစကားရှာရန်ကိုကျွန်တော်တို့တစ်ချက်ထည့်နေလိုက်ပါ။အဲ့ဒီနေရာမှာကကျွန်တော်တို့ဘာကိုရှာရမှာလဲဆိုတာ ပအိုးကိုရိုက်ချကြပါမယ်။ဒီမှာအပေါ်ဆုံးလေးမှာပအိုးကရင်ကိုတစ်ချက်နှိမ့်လိုက်ပါ။ပြီးသွားပြီဆိုရင် အောင်နာလေးမှာပြီးပြီဆိုတာကိုတစ်ချက်ထည့်နှိမ့်လိုက်ပါ။ဒါဆိုရင်ဒီမှာကျွန်တော်ဆွမ်းနေရကလေးခုပဲရှိတဲ့ခုဆိုရင်ငါးခုဖြည့်သွားပါပြီ။ဒါဆိုရင်ကျွန်တော်တို့နှုတ်ထဲကိုတစ်ချက်ဝင်ကြည့်ရအောင်။အောင်နာလေးမှာကမြန်မာဒါဆိုရင်ကိုက အိုးပြောင်းရှင်နေဆိုရင်ဘီနာလေးမှာအဝိုင်းပုံစံလေးကိုတစ်ချက်ထည့်နေလိုက်ပါဒီမှာပအိုးဆိုပြောင်းသွားပါပြီနောက်တစ်ခုထည့်နေလိုက်မယ်အင်္ဂလိပ်ဒီမှာချမ်းပေါ်လာပါပြီဒီမှာကဂျပန်ဒါဆိုရင်ကိုကပအိုးပဲဆိုရင်ဒီမှာပအိုးကိုထပ်ပြောင်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆိုင်းရိုက်ကြည့်မယ်ဒီမှာပေါ်လာပါပြီအားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဒီရုပ်တံကိုလည်းကြီးချူအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်